ါပါခင်ဗျာတလွန်ကသတင်းဌာနရဲ့တပတ်တွန်းမြန်မာနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ကျွန်တော်ကတော့ဖင်ငယ်ပါဒီတစ်ပတ်ရဲ့ရက်ကဲဆုံးသတင်းတွေကတော့မြန်မာနိုင်ငံသားတွေကိုလက်ခံထားတဲ့ထိုင်းပုံကြီးလူဝတ်လက်ခံလိုက်ရပါတယ်အေကိုတိုက်ခတ်ဖို့ရိုဟင်ဂျာမွတ်စလင်လက်နက်ကင်တပ်ဖွဲ့တွေကလူတစ်စုဆောင်းနေပါတယ် VOA ဝန်ထမ်းတွေအလို့ရနာခံလိုက်ရတယ်ဆိုတဲ့သတင်းနဲ့အတူစိတ်ဝင်စားဖွယ်သတင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျာ ဒေါက်တာမဲ့နေဆက်ဖြတ်ကျော်လာတဲ့မြန်မာနိုင်ငံသား30ကျော်ကိုယာယီတဲခုတ်ဖို့လက်ခံထားတဲ့ကြောင်းနိုင်ဘုံကြီးကိုထိုင်းအာဏာပိုင်ကဖမ်းဆီးပြီးလေဝင်လိုက်တယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ဇွန်လ18ရက်ကန်ချနာဘူခိုင်ဆိုင်းယုံမြို့နယ်ကလမ်းမှာတန်ချိန်ပုံမောင်းနေလာတဲ့ Highland Car ကိုစစ်ဆေးဖို့ဒါစီချိန်မောင်းပြေးခဲ့တာကြောင့်လိုက်လိုက်ဖမ်းဆီးရကနေအခုလိုဖမ်းမိခဲ့တာပါ။မောင်ပြေးခဲ့တဲ့ကားဟာကန်စီရရက်ကွက်ကဖရူပန်ယိုဘုံရပါရာတော့ရအောင်တဲ့ဝင်သားတဲ့အတွက်ကျောင်းဝတဲ့ဝင်ရောက်စစ်စစ်ချိန်မှာအထုပ်ပိုးတွေနဲ့မြန်မာနိုင်ငံသား34ယောက်ကိုတွေ့ရှိခဲ့ပါတယ်။ ထိုင်းအာဏာပိုင်ကမြန်မာနိုင်ငံသားတွေအပြင်တက်တော်90နှစ်ရှိပြီဖြစ်တဲ့ကျောင်းတိုင်ဆရာတော်ဖရနက်ဘရွန်ကိုလည်းဖမ်းဆီးပြီးလိုဝတ်လဲခဲ့ပါတယ်။လိုဝတ်လဲခံရတဲ့ကျောင်းတိုင်ဆရာတော်ဟာအရင်ကလည်းအထောက်ထားမဲ့မြန်မာနိုင်ငံသားတွေကိုလက်ခံဖူးတယ်လို့လည်းထိုင်းအာဏာပိုင်ကဆိုပါတယ်။ဖမ်းဆီးခံရတဲ့မြန်မာနိုင်ငံသားအချို့ဟာထိုင်းနိုင်ငံအတွင်းအလုပ်တွားလုပ်မဲ့သူတွေဖြစ်တယ်လို့တချို့ကလည်းမလေးရှားနိုင်ငံကိုအလုပ်တွားလုပ်ကြမဲ့သူတွေဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာ။ရန်ဂျာမိုဆလင်လက်လက်ကန်တပ်ဖွဲ့တွေကတတားတက်ဆူဆောင်းနေပြီး အေကိုတိုက်ခတ်ဖို့ပြင်ဆင်နေကြတယ်လို့ ICG ကထုတ်ပြန်သတိပေးလိုက်ပါတယ်။ Ranger Muslim လက်နက်ကင်တပ်ဖွဲ့ဝင်တွေဟာ Bangladesh မှာရှိတဲ့ဒုက္ခတဲ့စခန်းတွေကိုထိန်းချုပ်နိုင်ဖို့ကာလရှည်ကြာတိုက်ပွဲဝင်ခဲ့ပါတယ်။ဒါပေမဲ့လက်ရှိအချိန်မှာတော့ရခိုင်ပြည်နယ်ကတိုက်ပွဲတွေပေါ်ပိုပြီးအောင်ဆိုင်နေဖို့ Bangladesh နိုင်ငံတုန်းကအကြမ်းဖက်မှုတွေကိုရပ်တန့်ပြီးလူတွေဆူဆောင်းနေတယ်လို့ ICG ရဲ့အစီရင်ခံစာတက်မှာဖော်ပြထားပါတယ်။အေကဗုဒ္ဓတော်မောင်တော်အပါအဝင်ရခိုင်ပြည်နယ်ကမြို့အများစုကနေစစ်ကောင်စီကိုဖယ်ရှားခဲ့ပြီးတဲ့နောက် ရွန်ဂျာမွတ်စလင်လက်နက်ကင်တပ်ဖွဲ့ဝင်တွေကစစ်ရေးလှုပ်ရှားမှုတွေပိုပြီးဆောင်ရွက်လာတယ်လို့လည်းအစိုးရကစားမှဖော်ပြထားပါတယ်။ဒါအပြင်ရင်ကားတဲ့ပိုကြီးမားတဲ့တိုက်ပွဲတခုပေါ်ဆောင်နိုင်ဖို့ကိုလည်းရွန်ဂျာမွတ်စလင်လက်နက်ကင်တပ်ဖွဲ့ဝင်တွေကပြင်ဆင်လာတယ်လို့လည်းဆိုထားပါတယ်။အာဆာကအေအေကိုအဓိကချင်းကြောက်လာတဲ့လက်နက်ကင်တပ်ဖွဲ့ဖြစ်တယ်လို့ဘင်္ဂလားဒေ့ရှ်နိုင်ငံကော်ပဇာမှာလည်းအဓိကတပ်ဖွဲ့ဖြစ်လာပါတယ်။နှစ်ပေါင်းများစွာကြာတဲ့အတီဘင်္ဂလားဒေ့ရှ်ဒုက္ခတဲ့စကန်တွေမှာ တွေးထက်တန်ရောအကြံဖက်တိုက်ခိုက်မှုတွေဖြစ်ပွားခဲ့ပြီးတဲ့နောက်2024ခုနှစ်အောက်တိုဘာလမှာတော့ရွန်ဂျာမွတ်စလင်လက်နက်ကိုင်အုပ်စုတွေကအေကိုတိုက်ခိုက်ဖို့ကြေပြုခဲ့ကြပါတယ်။အဒီအဖွဲ့တွေဟာမြန်မာစစ်တပ်နဲ့မဟာမိတ်ဖွဲ့သားတူတွေလည်းဖြစ်ပါတယ်။ VOY ပါဝင်အမေရိကန်ဆိုရအထောက်ပံ့နဲ့လက်ပတ်နေတဲ့သတင်းဌာနတွေကဝန်ထမ်းတွေကိုအလောက်ကရက်ဆက်လိုက်တယ်လို့သိရပါတယ်။ပြခဲ့တဲ့ဇွန်လ20ရက်ကစပြီး VOE သတင်းဌာနကအချိန်ပြည့်အမြဲတမ်းဝန်ထမ်း600နီးပါးစီ မေရိကန်ဆိုရကအလောက်ကရန်သားကြောင်းအကြောင်းကြားစာတွေပေးပို့ခဲ့တာပါအဲ့ဒီဝန်ထမ်း600နေပါတဲ့မှာမြန်မာဘက်မှာတာဝန်ထမ်းဆောင်နေတဲ့အမြဲတမ်းဝန်ထမ်းအနည်းဆုံး6ဦးပါဝင်တယ်လို့သိရပါတယ် VOA သတင်းဌာနရဲ့ချိန်ပိုင်းဝန်ထမ်းတွေကိုတော့ပြည်ကနေနှစ်လဝန်းကျင်ကလေးကအလောက်ကရန်သားခဲ့တာဖြစ်ပြီးအခုဒီချိန်မှာတော့အချိန်ပြည့်ဝန်ထမ်းတွေကိုပါအလောက်ကရန်သားခဲ့တာပါတဲ့မီဒီယာတွေကိုရနာထားတဲ့ထရန်ဆိုရရဲ့လှုပ်ဆောင်ချက်တွေကကဘာပေါ်ကာလရှည်ကြောင်းအော့စွာလွှမ်းမိုးခဲ့တဲ့ အမေရိကန်ရဲ့မီဒီယာအော်ဇော်လက်မှတ်မှုကိုအပြစ်ဒဏ်ရှင်းလင်းပြစ်လို့တဲ့ယူရချက်ကိုပေါ်လွန်စေတယ်လို့ AFP ကဖော်ပြပါတယ်။ထိုင်းအာဏာတည်းမှုမှာဒုဝန်ကြီးချုပ်ရယူခဲ့ပူးတဲ့ကာကွယ်ရေးဝန်ကြီးဟောင်းဖြစ်သူပရဝက်ကာဇွန်လ20ရက်မှာအရေးပေါ်အစည်းအဝေးခေါ်ယူခဲ့ပြီးထိုင်းဝန်ကြီးချုပ်ဖေတုံတန်ရှင်နာဝက်ကိုရာထူးကနှုတ်ထက်ပေးဖို့တောင်းဆိုလိုက်ပါတယ်။ဒါအပြင်ထိုင်းဝန်ကြီးချုပ်ရဲ့ဖွဲ့တိုင်းပါတီနဲ့မာမိတ်ဖြစ်ကရစဲအကြောင်းကိုလည်းသူကဆိုပါတယ်။ အသက်89နှစ်ရှိပြီဖြစ်တဲ့ပရာဝဲဟာလက်ရှိအချိန်မှာစစ်တပ်ကအနာယူခဲ့ပြီဖြစ်ပေမဲ့ပါတီနိုင်ငံရေးဆက်လုပ်နေတဲ့အတွက်ပေတိုနန်ရှင်နာဝတ်တာနှုတ်ထတ်တွားခဲ့ရင်ဝန်ကြီးချုပ်နေရာအတွက်ဆက်ပြီးဝေရောက်ရွေးချယ်ခံအောင်မလားဆိုတဲ့တန်တရားတွေလည်းထွက်ပေါ်နေပါတယ်။ဒါပေမဲ့လည်းထိုင်းပွဲစည်းပုံချင်းကဥပဒေအရဆိုရင်တော့ပရာဝဲဟာဝန်ကြီးချုပ်ရာထူးအတွက်ဝင်ရောက်ရွေးချယ်နိုင်ခွင့်မရှိဘူးလို့သိရပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းကဖုန်းဆက်တွေပြောဆိုခဲ့တဲ့အတိုင်းပဲပေါက်ကြပြီးထိုင်းနိုင်ငံရဲ့အခြေအနေကအမြင့်ဆုံးအခြေအနေအကြီးရောက်ရှိခဲ့ပါတယ်။ စစ်တပ်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဝန်ထမ်းစုပါရီကတော့ထိုင်းစစ်တပ်ကနောက်လက်ချိန်အာဏာတိုင်းနိုင်တဲ့ဆိုတဲ့စိုးရိမ်မှုတွေကြားမှာပြည်သူတွေစီလုံးညီညွတ်ကြဖို့ထုတ်ပြန်ထားပါတယ်။ဒါအပြင်စစ်အာဏာတိုင်းမှုဖြစ်လာမှာမဟုတ်ဘူးလို့တပ်ဖွဲ့တွေကအာမခံထားကြောင်းထိုင်းနိုင်ငံရဲ့ကာကွယ်ရေးဝန်ကြီးဖုတ်တန်းဝီချရာချိုင်းကလည်းအတည်ပြုပြောဆိုထားပါတယ်ခင်ဗျာ။တလုံကသတင်းဌာနရဲ့တပတ်တုံးကဘာတော်ဝင်ကရက်ခဲဆုံးသတင်းတွေကိုထုတ်နှုတ်တင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။မြန်မာနိုင်ငံတို့နိုင်ငံသားများအားလုံးဘေးအန္တရာယ်အမျိုးမျိုးကနေအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ။